ားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်စီမှတ်သင်ခန်းစာကတော့အခန်းက၄ချက်ငယ်9.30ကနံပါတ်6ကကျန်တဲ့ပုံနော်အဲ့ဒီမှာသူကကျွန်တော်ဇာကွက်ပေးထားတယ်ဇာကွက်မှာတစ်ချက်ဟိုပထမအချိန်တော့ကပထမဆုံးအကွက်နော် p = 1 q = -1 i = 0ဆိုတော့ကျဲအဲ့ဒါကိုတင်လိုက်တယ်ပေါ့နော်အခုကဒုတိယအကွက်ဖြစ်တယ်နော်ပီတာမို -2 တူတမ်မို2အာတမ်မို -3 ပါအဲ့ဒါလေးကိုကျွန်တော်ကနော်အစားသင်းပြီးတော့တက်မှာဖြစ်ပါတယ်ဗောနော်ဒါသလိုရှိရင်ဒီမှာကြည့်မယ် အဲ့ဒီမှာကျွန်တော်နမက်ကကြီးရကြတော့ P black to mine နဲ့အာဖြစ်ပါတယ်နော် P နေရာမှာကြကျွန်တော် mine နဲ့တူကိုစားသိမယ်2နေရာမှာ2ကိုစားသိမယ်အာနေရာမှာကကျွန်တော် mine နဲ့3ကိုစားသိမယ်နော်အဲ့ဒါဆိုရင်ကျွန်တော် mine နဲ့2နဲ့ black 2နဲ့ကြကျွန်တော်က0ပေါ့နော်ခြေဝါရပေါ့နော်အဲ့ဒါဆိုရင်အဲ mine နဲ့3ကကျွန်တော်ရှိမှသူကဝင်ရရှိမှ mine ရှိတော့ငါကအပေါင်းဖြစ်သွားမယ်ပေါ့ဒါသူဖြေကအပေါင်းသုံးမှာနမက်ကဝေက P mine နဲ့2 black အာနော် P နေရာမှာ mine နဲ့2 2နေရာမှာ2အာနေရာမှာ mine နဲ့3ကိုစားသိမယ် အဲ့ဒါနော် -2 နဲ့ -2 နဲ့ဆိုတော့ကျတို့ -4 ဖြစ်မယ် -4 နဲ့ကျတို့က -2 နဲ့ကျတော့ကျတို့ -4 နဲ့ -4 နဲ့ -2 နဲ့ပြန်ကပြန်ပေါင်းတဲ့အခါမှာ -7 ရရင်ရှေ့က -2 နဲ့ -2 ကျတော့ -4 ရပြီးတော့ plus နဲ့ -3 နဲ့ကျတော့လည်း -3 ပဲရရင်ပေါ့နော်ဒါဆိုရင်ကျတို့နှစ်ခုနော်အဲလက္ခဏာတို့ရတဲ့ပေါင်းမိရပါတယ်ခုနှစ်၄နဲ့၃နဲ့ပေါင်းတော့ခုနှစ်ပါနော်လက္ခဏာတော့နှုတ်လက္ခဏာပဲပြန်တက်ပေးရပါတယ်ဓမ္မကငွေက6 2 plus 3ရ အရင်ပြင်းပြမှာမိုင်းနဲ့ဒူဂျူနီယာမှာဒူအာနီယာမှာကမိုင်းနဲ့ဒူကိုစားတော့ပါတယ်နော်အဲ့တော့စစ်နဲ့မိုင်းနဲ့ဒူနဲ့မြောက်တော့မိုင်းနဲ့ထွေးရတယ်မိုင်းနဲ့ဒူနဲ့ဒူနဲ့မြောက်တော့မိုင်းနဲ့ဖိုးရတယ်ဒူနဲ့မိုင်းနဲ့3နဲ့မြောက်တော့မိုင်းနဲ့9ရတယ်အဲ့တော့အကုန်လုံးကမိုင်းနဲ့တွေပဲလက္ခဏာဒူတာဖြစ်တယ်အကုန်လုံးရေပေါင်းရပါမယ်စနစ်နဲ့၄နဲ့ပေါင်းတော့16 16နဲ့9နဲ့ပေါင်းတော့25အဲ့မှာအနှုတ်လက္ခဏာကြီးပဲဆိုတော့အနှုတ်25ရပါတယ် ကားငယ်ပြတော့ကျတို့ကားကြီးပါနော် 2p 3 2 5အပီနီယာမှာ -2 2ညမှာ2အာနီယာမှာက -3 ကိုစားသိမယ်သတိနဲ့ကမှာ2နဲ့ -2 နဲ့ညတော့ -4 ရတယ်3နဲ့2နဲ့ညတော့6ရတယ် -5 နဲ့ -3 နဲ့ညကျတော့ဒီအနှောင့်နှောင့်ချင်းညတော့အပေါင်းရတယ်95တော့အပေါင်း95ပေါ့နော်ဒါဆိုလို့ရှိရင်ကျတော့ -1 ကတခုရရှိရယ် -4 6နဲ့95နဲ့ပေါင်းတဲ့ကမှာဒီအပေါင်းအပေါင်းချင်းအပေါင်း6နဲ့ပေါင်း95ဆိုလက္ခဏာတို့ရရှိကိုပေါင်းမိရတယ်အပေါင်း27ရတယ် ပေါင်း21နဲ့အနုတ်၄နဲ့ဆိုတော့ကျတို့ကနော်အပေါင်း၁၇ရရပေါ့နော်အပေါင်းကလက္ခဏာများအတွက်အပေါင်းကိုပြင်ရင်းမယ်နံပါတ်5က p square product u square ဒါတို့ပြီးနေရာမှာ minus 2ဒီနေရာမှာက2အဲ့လိုရှိရင် -2 နဲ့တက်နဲ့2နဲ့တက်ပေါ့နော် -2 နဲ့တက်က4ရတယ်2နဲ့တက်က4ရတယ်နှစ်ခုပေါင်းတော့ကျတော့ရှိရပါတယ်နော်ငါ့ပြီးတော့ကျုပ်စာလုံးစာလုံးမှာတဲ့အတိုင်းပဲ 3p² 2 2 -r² ပြီးနေရာမှာ -2 ဂျူနီယာမှာ2အာနေရာမှာ -3 ကိုစသင်းမယ်ပေါ့နော် ဒါဆိုရင်တရိယာ3ပဲ minus เนาะအဲတရိယာ3 minus 2တက်ကကျတော့400ရယ်4 3ညာစနစ်အဲ2 3တက်ကကျတော့800ရယ် minus 3တက်ကကျတော့900ရယ်ရှေ့ကနှုတ်လက္ခဏာလည်းဆိုတော့နှုတ်5ပေါ့နော်ဒါဆိုစနစ်နဲ့ရှင်းတဲ့ပေါင်းတော့20ရယ်အပေါင်းပေါင်းရင်းဆိုတော့လက္ခဏာတွေကအရင်ဆုံးပေါင်းရင်20ရယ်20ရယ်ကိုယ်နှုတ်တော့ဒီအပေါင်း17ရယ်ပေါ့နော်စာလုံးပြီးတော့စလီမှာစာရင်မှာ 3p2 9 2 square ပေါ့နော်အဲ့ဒါပြီးနေရာမှာ -2 ဂျူနီယာမှာက2ကိုစသင်မယ် ဒါပေမဲ့ -2 3တက်ကကြာရှိရတယ်ပေါ့နော် -8 -8 နဲ့3နဲ့မြောက်တော့ -24 နော်3နဲ့ -8 နဲ့ဒါမြောက်တော့ -24 နှစ်နဲ့တက်ကကြာ4ရပါတယ် -24 နဲ့ပရဖို့နဲ့ကြာလက္ခဏာဘယ်လိုနှုတ်ပေးရတယ်24နဲ့4နဲ့တော့20ရတယ်လက္ခဏာနှုတ်လက္ခဏာများတယ်အနှုတ်20ပါဟုတ်နော်အစားနေမြောက်ကျလို့ကဇာခွဲဇာခွဲက P2 -2 ကျူးနော်ဒါဆိုပြီးနေရာမှာ -2 ကျူးနေရာမှာ2ကိုစသင်းနေမယ် ဒါကြင် -2 3တက်ကကျတော့ -1 အိပ်ရပြီးတော့2 3တက်ကကျတော့အိပ်ရပါတယ်နော်ဒါကြင်အနှုတ်အရှိမအနှုတ်လက္ခဏာရှိရတဲ့နော်အနှုတ်အိပ်ပေါ့နော်ဒါကြင်အနှုတ်အိပ်နဲ့အနှုတ်အိပ်နဲ့ပေါင်းတော့ကျတော့အနှုတ်16ရပါတယ်အခုပြရဈာမြင်ကြတာကျတော့ p plus 2 the whole square ပေါ့နော်ပြီးညမှာ minus 2 2ညမှာ2ရတယ်ဟိုကနှစ်သက်တင်မယ် အဲ့တော့ minus 2နဲ့ plus 2နဲ့ဆိုတော့0ပေါ့နော်0နဲ့ထည့်ဆိုတော့ဇီရိုကဖြေက3ညလို့ပြောရပါတယ်။ဟိုကနံပါတ်ညပါနံပါတ်ညက p minus 2 the whole square အသေး p ညမှာ p ညမှာ minus 2 q ညမှာ2 minus 2နဲ့ minus 2နဲ့ဆိုတော့ minus 4 minus 4နဲ့ထည့်ဆိုတော့ဇီရိုကနော်16ရပါတယ်။ဒါကဇီရိုဒုတိယအကွက်ပေါ့နော်။အသေးတတိယအကွက်မှာကျတော့ p တမူး5 q တမူး3နော် r တမူးက minus 1မှာဇီရိုအစားသိမယ်နံပါတ်ကကြီးမှာ ပညာမှာ3ဝစားပြင်မယ်၊ဒုညာမှာပညာမှာ5ကိုစားပြင်မယ်၊ဒုညာမှာ3ကိုစားပြင်မယ်။နော်အာညာမှာ -1 ကိုစားပြင်မယ်။ဒါဆိုရင်9နဲ့3 9နဲ့3နဲ့ပေါင်းက8 minus minus နဲ့ minus နဲ့ minus 1နဲ့ပြတဲ့ခါမှာ plus 1ရတယ်။နောက်ပိုင်းတဲ့ခါမှာ4ရတယ်ပေါ့နော်။ဓမ္မခဝေရကျတော့ p minus 2 plus r အဲ့တော့ပညာမှာ၅၊ဒုညာမှာ၃၊အာနေယမှာ -1 စသည်ဖြင့် 5နဲ့3နဲ့1နဲ့ဆိုတော့3နဲ့1ကို4ရတယ်။ရှင်းရ9ရက်3တော့2ရတယ်နော်။2ရက်နေ1ကို1နဲ့တော့1ရတယ်ဘောနော်အပေါင်းတက်ပါ။ဓာတ်ငယ်ကတော့10ပြီ2တူ3ရ။အဲ့တော့ပြီးညမှာ5ကျူနီယာမှာ3အာနီယာမှာ -1 เนาะ65ဒီက30 -2 နဲ့3နဲ့ကျတော့ -3 ရတယ် -3 နဲ့အဲ +3 နဲ့ -1 ကျတော့ -3 ရတယ်ဗောနော် အရင်30တဲ့က minus 1နဲ့ minus 3ရကြ minus 9ရတယ်30တဲ့က9အောင်လုပ်တဲ့အခါမှာเนาะ21ရရအပေါင်းအများတဲ့အပေါင်း20ပဲเนาะခန်းငယ်ပြီးတော့ခါကြည့်ပါခါကြည့်ရတော့ကျတော့ 2p 3q minus 5ဟာ p နေရာမှာ5 q နေရာမှာ3 r နေရာမှာက minus 1စသည်မယ်အရင်ရှင်းတော့အနည်းငါးဒီ30နောက်က3 3ကို minus 5နဲ့ minus 1ကကျတော့ plus 5ရတယ်ပေါ့เนาะအကုန်လုံးက အပေါင်းနေပဲဆိုတော့အပေါင်းနေမယ်10 16 24ပေါ့နော်အဲ့ဒါအပေါင်း24ရပါတယ်ဂါကြည့်ပြီးတော့ငါအောင်နော်ငါငါကြတော့ရိုး p square plus 2 square ပြညာမှာ5 2ညာမှာက3ငါနှစ်ထက်က25 3နှစ်ထက်က9 25နဲ့9နဲ့ပေါင်းတဲ့ခါမှာကျတော့အပြည့်34အပေါင်း34ရရယ်နော်။ဒီမက်ဆာလုံးကကျတော့ 3p2 2 2 r 2အဲ့ဒီတိုင်းပဲ p ညာမှာ5 2ညာမှာ3အာညာမှာ -1 ကိုစသဖြင့်ပဲ။ဒါဆိုရင်ငါးငါးရ25 25 3ညာ85 သုံးသုံးနေရသုံးသုံးတက်က29 -1 နဲ့ထက်ကကြတော့ဝမ်းရပြီးရရှိပါနှုတ်ရှိရတဲ့အနှုတ်တွေပါဒါဆိုရင်တရားနေ့တရားနေပြီးရူ95နဲ့29ဘောင်းတော့မတရားနေရတရားနေ့တရားတိကုန်တော့တရားတရားရပါတော့စနေရကြတာ3 2 2 plus 2 2 square ပေါ့နော်ဒါဆိုရင်ပြီးနေရမှာက5ကျူနေရမှာက3အဲဒီ9 3တက်က125 125 3နေရကြတော့395နော်အဲဒါက3 3နေရ4 ်။395နဲ့ကိုနဲ့ဘာနဲ့ခံမှာ380လေးရပါတယ်။စလိမ်မျိုးဇာခွဲပေါ့နော်။ဇာခွဲက P2 2 2။အဲ့ဒါ P2 မှာ5 2 2မှာ3။ငါးသုံးတက်က125 3သုံးတက်က29 125 29တော့တက်ခါမှာ68ရပါတယ်။ဇာပြင်ဇာကြတော့ P+2 2ပေါ့နော်။အဲ့ဒါ P2 2မှာက5 2 2မှာက3။အဲ့တော့ငါးတက်တော့ဘောင်းရှိ။ရှင်းတက်ဇာကကျတော့64ပါ။နံပါတ်ညအတိုင်းပဲ p- ဂျူဇိုး square နော်ဒါပေမဲ့ပြီးမြာမှာက5ဂျူနီယာမှာက3ငါးရက်သုံးတော့နှစ်နှစ်တစ်ထပ်ဆိုတော့ခြေက4ရက်ဖြေးလေးပါဒါကတတိယအခွက်ပေါ့နော်ဒါဆိုရှင်နောက်ဆုံးတစ်ခွက်မှာပဲတင်တော့တယ်နောက်ဆုံးတစ်ခွက်ကတော့ပီတန်မူက -3 ဒူတန်မူက4ပြထားပြီးတော့အတန်မူက1ပြထားပါတယ်နမက်ကကြီးနော်အဲ့ခေတ်အခိုင်နဲ့မှာခြေကိုစားတဲ့ခါမှာပြီးမြာမှာ -3 ဂျူနီယာမှာ4အာနီယာမှာ -1 ဒါရင်ခြေရော -1 ကနှစ်ခုပါ -3 နဲ့ -1 နဲ့ဆိုတော့ -4 -4 နဲ့ +4 နဲ့ဆိုတော့ခြေရော0ရပါတယ် မက်ခဝေးရလဲအတိုင်းပဲဒီလိုကတော့ပီနီယာမှာ -3 ကိုစားသိမယ်၊ဒူနီယာမှာက4ကိုစားသိမယ်၊အာနီယာမှာ1ကိုစားသိမယ်ပေါ့နော်။ဒါဆိုရင် -3 နဲ့ -4 နဲ့ကျတော့ -7 ဖြစ်မယ်။ -7 နဲ့ကနေပြီးတော့1ကိုနှုတ်တဲ့အခါမှာဒီက -7 ရပါတယ်။ဘောင်းအနှုတ်ကများနေတဲ့အတွက်ပေါ့နော်။ဒီမက်ကငယ်ရတဲ့အတိုင်းပဲပီနီယာမှာ -3 ၊ဒူနီယာမှာ4၊အာနီယာမှာ1ကိုစားသိမယ်။နော် -7 နဲ့ -3 ရမြောက်တဲ့အခါမှာ -6 -18 ရတယ်ပေါ့နော်။ မိုင်းနဲ့2နဲ့ခုနဲ့ကြတော့မိုင်းနဲ့8ရတယ်3နဲ့1နဲ့ကြတော့3ရတယ်ဒါဆိုရင်အနောက်လက္ခဏာနောက်ခုဆိုတော့အနောက်နှုတ်ချင်းပေါက်မယ်16နဲ့ချင်းနဲ့ပေါက်တော့26 26အပေါင်း3ဆိုတော့လက္ခဏာဘလို့ပြန်နှုတ်တယ်28နော်26တွေက3တော့20 23အနှုတ်ကအများကြီးတွေနှုတ်23ဖြစ်ပါတယ်။နမကကြည့်ရတဲ့အတိုင်းပြင်းရမှာ -3 2ညမှာ4 r ညမှာ1ကိုစားသိမယ်။အဲဒါ2နဲ့ -3 ညဆိုတော့ -6 ရတယ်။3နဲ့4နဲ့ဆိုတော့12 ့ -5 နဲ့1နဲ့ကျတော့5ရတယ်ဒါဆိုရင်အနုလက္ခဏာနှစ်ခုက -6 နဲ့5ဆိုတော့ -11 -11 နဲ့ +12 နဲ့ဆိုတော့เนาะအနုအဖြစ်လက္ခဏာဘူးရောနှုတ်တဲ့ခါမှာတရ1ရတယ်ပေါ့နော်ဒါဆိုစနစ်တရ7တင်တော့တရတယ်အပေါင်းအများရတဲ့အပေါင်းတစ်ပါသူကားကြည့်ပြီးတော့ငါ့ပေါ့နော်ငါကတော့ p square 2 square ဒါဆို p နေရာမှာက -3 2နေရာမှာက4-3နှစ်ဖက်ကကျတော့ +9 ရတယ်4နှစ်ဖက်က16ခုပွားရတဲ့အခါမှာ25ရရတယ်နော် ဒါဆိုရင်နံပါတ်စာလုံးမှာ 3p2 2 2 r 2 2 r 2အဲဒါဆိုရင်ကျွန်တော်ခုနအတိုင်းပဲ p နေရာမှာက -3 2နေရာမှာက4 r နေရာမှာ1ကိုစသင့်မယ်ဒါဆိုရင် -3 နှစ်ထပ်က9ရတယ်3နှစ်နော်အဲ -3 နှစ်ထပ်က9ရတယ်9နှစ်3နှစ်ပေါ့နော်ပြရတော့20ခုဒီ3နှစ်က64နော်1နှစ်ထပ်ကကျတော့ကျော်1ရတယ်ပေါ့နော်1ရနှုတ်1ပဲဒါဆိုရင်29 64နဲ့ပေါင်းတဲ့ခါမှာကျတော့နော်68ပေါ့နော် 61တိရနေပဲကျွန်တော်တစ်ကုန်ထုတ်တဲ့ခါမှာ60ရတယ်အပေါင်းလက္ခဏာအများပဲအပေါင်း60ဖြစ်ပါတယ်။ဟိုကဆလျာ 3P Q Q square เนาะဒါဆိုရင်ပြည်ညမှာ minus 3 junior မှာ4ကိုစားသင့်မယ်။ minus 3တုံးတက် minus 3ကိုသုံးကတင်เนาะ minus 27 minus 27နဲ့သုံးတော့မြောက်တော့เนาะ minus 81 4တက်က66ဒါဆိုရင်လက္ခဏာပြီးတော့နှုတ်မယ်61တိရ66အောင်နှုတ်မယ်เนาะဒါဆိုရှင်ဒါရရတယ်ဆိုရင်65 65မှာအနှုတ်လက္ခဏာများတယ်အနှုတ်65ရပါတယ်။ ာနေမျိုးဇာခွဲပီကျူမိုင်းနဲ့တူတူအဲ့တိုင်းပဲပီညာမှာမိုင်းနဲ့3တူညာမှာက4စာတင်မယ်မိုင်းနဲ့3သုံးတက်ကကျတော့မိုင်းနဲ့27ရပြီးတော့နော်4သုံးတက်ကကျတော့4လေးနော်4သုံးတက်က4သုံးကမြောက်တော့64ရပါတယ်ဒါဆိုရင်မိုင်းနဲ့27နဲ့မိုင်းနဲ့64ရတယ်ခဏတူတော့ပေါင်းမယ်လက္ခဏာတော့အနှုတ်ဘက်ပြန်တက်မယ်နော်အနှုတ်68ပါသာခွဲပြီးတော့ဂျိုးစားမြင်ဆိုရယ် p 2 the whole square ပညာမှာ -3 ဂျူနီယာမှာ4နော် -3 နဲ့4နဲ့ဆိုတော့ဂျိုးက ရတနာမလို့ကနှုတ်တယ်လေးရတဲ့သုံးတော့တည့်ရတယ်ပေါ့နော်တည့်ရတော့တင်းတဲ့တင်းတဲ့ဆိုတော့ကျိုးတည့်ရတယ်ပေါ့နော်နောက်ကနမညပါ p 2 the whole square နောက် p နေရာမှာ -3 2နေရာမှာက4ကိုစားသိမယ် -3 နဲ့ -4 နဲ့ဆိုတော့ကျိုးလက္ခဏာတို့ကပေါင်းမိရတယ် -7 -7 နှစ်တက်ဆိုတော့ဒီကနေ့49နော်နောက်ကိန်းမှာကျိုးကထန်ရင်းစုံနေဆိုရှင်အပေါင်းလက္ခဏာတွေတော့အပေါင်း50ကိုဖြစ်ပါတယ်ဒါဆိုရှင်ခန်းကားတော့ပြီးသွားပါပြီ။သုံးရှိပြီးတော့အားလုံးကိုဒီထင်ပါတယ်